မင်္ဂလာပါကျွန်တော်တို့ဒီနေ့မှလည်းဂမ်ဘာကိုဖြတ်သွားကြည့်ရမှာပေါ့နော်ဂမ်ဘာမှာအခုလိုမျိုးဖီဇနာကတ်လိပ်စာကတ်တခုကိုဘယ်လိုမျိုးဖန်တီးရမလဲဆိုတဲ့နေ့လမ်းကိုအဝေညှပ်ပေးသွားမယ်โอเคဒါဆိုရင်ကျွန်တော်ကဂမ်ဘာကိုဖွင့်ထားပါနော်ဂမ်ဘာပွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးသွားမှာဒီဘက်မှာပုံမှန်ဆိုလို့ရှိရင်သူက home ဆိုပြီးတော့ပို့လာမှာမနော်ဒီနေရာလေးမှာကျွန်တော်ကနေပြီးတော့ home ကိုဒီချက်ပြန်သွားလိုက်မယ်ပြီးရင်ဒီမှာမှာဒီမှာ search နေရာမှာ B U S I N E S S ဆိုပြီးရိုက်ခိုင်းလိုက်ပါ Business card ပေါ့နော်အာဒီနေရာမှာ business card ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်မှာ create blank business card ဆိုတာလေးကိုတစ်ချက်သွားမှာပေါ့နော် landscape ပေါ့နော်ဒါလေးကတော့အလျားလိုက်ပါ downlight လိပ်ချခဲ့ရတော့အလျားလိုက်ဆိုရင်ပို့ပြီးတော့အာတင်းတော်တာပေါ့နော် okay အဲ့ဒါဆိုရင်ဒီနေရာမှာရလာပြီဆိုလို့ရှိရင်ပထမဆုံးဒီ element ဆိုတဲ့နေရာလေးမှာတစ်ချက်သွားချပါပေါ့နော် ီညာလေးမှာဘာထွက်ချမ်းလဲဆိုလို့ရှိရင် GRA ဒီကောင်လေးတစ်ချက်ထွက်ချပါကျွန်တော် gradient red ပေါ့နော်ဒါကကျွန်တော်ရှားထားတဲ့ကောင်ဖြစ်လို့တခါလေးတန်းလာတာမိတ်ဆွေတို့မှကြတော့ကိုယ့်အကိုဒီအစာရန်လေးကိုလိုက်ချောင်းနော် gradient red background ဆိုတာလေးကိုဒီညာလေးမှာအပြာရောင်လို့ရှိရင်အပြာရောင်ရိုက်ချေလို့ရပါတယ်တကယ်လို့အပြာရောင်လို့ရှင်တယ်ဆိုလို့ရှိရင်ဒီညာလေးမှာ B L U E blue ဆိုတာလေးကိုအရင်ရှားပါနော်။ဒါဆိုရင်ဒီနေရာလေးမှာပြီးရင်ဒါကသူကနေပြီးတော့ဒီမှာအပြာရောင်လေးနဲ့ကြားပေးတယ်။အဲ့ဒီချက်ခေါင်းလေးမှာမာကျွန်တော် CO ဆိုတာလေးကိုနှိပ်ပြီးတော့အဲကိုချိုင်းညက်တဲ့ဟာတခုခုပေါ့နော် background လေးတွေမှာဒီမှာအများကြီးရှိပါတယ်။ဖန်ဆန်းပြပြလေးတွေရှိတယ်။ဒီကောင်လေးကိုရှင်းနေလိုက်မယ်။ဒါဆိုရင်သူ့ပုံစံလေးကပတ်တဖန်ထားတဲ့ပုံစံလေးပေါ့နော်။ဒီကောင်လေးကိုရှင်းအခုလိုမျိုး open လိုက်ပါမယ်ပေါ့နော်။ဒါဆိုရင်ဒီနေရာလေးမှာ နောက်ထပ်တစ်ခုကျွန်တော်ကနေပြီးတော့အချားမှာဒီဖက်ရှင်လေးဒီကောင်းလေးကိုတစ်ချက်ပေးလိုက်မယ်ပြီးရင်ဒီ cycle ဆိုတာလေးကိုတစ်ချက်ယူမယ်နော်ဒါ logo ထွေးမင်းနေရဒီပေါ့ကို logo ထွေးမင်းဆိုရင်လည်းဒီမှာတစ်ခါလေးလာထည့်လို့ရတယ်ပြီးတော့ရင်ဒီကောင်းလေးကို duplicate လုပ်လိုက်ပါမယ်နော်နောက်ထပ် layer လေးတစ်ခုဖွဲ့လိုက်မယ်ပြီးတဲ့အခါကျရင်သူ့ကိုနှစ်ထပ်ဒီအလေးသေးသေးမှာချလိုက်ပြီးတော့ဒီမှာဒီကောင်းလေးကိုအယောင်တစ်ချက်အတွက်ပြောင်းလိုက်မယ်ကိုကြိုင်နေတဲ့အယောင်တစ်ခုခုကို ဒီဖက်ချန်တွေကအာကောက်ထေးလိုက်မှာမဟုတ်နော်အယောင်လေးတွေကအများကြီးရှိပါတယ်ခေပိတဲ့ဒီကောင်လေးကိုစန်တာတစ်ချက်ချိန်လိုက်မယ်ဒါကြောင့်ဒီပုံစံလေးရပြီဒီပုံစံလေးရပြီဆိုလို့ရှိရင်ကျွန်တော်ဘာကိုသွားချောင်းလဲဆိုလို့ရှိရင်ခုနကလိုပဲ element ကိုတစ်ချက်သွားပါပြီးရင်ဒီနေရာလေးမှာဘာကိုချောင်းလဲဆိုလို့ရှိရင်ကိုအလုပ်ချင်တဲ့စာလုံးလေးကိုလိုက်ချောင်းနော်ကျွန်တော်ကတော့ t ဆိုတာလေးကိုရိုက်ချောင်းလိုက်မယ် t l e ခတိရလက်ထားလူကိုဆိုတာလေးကိုဒါလူကိုလိုက်ချာပါမနော် Okay ဆာလုံး design လေအဒီမှာထီပုံစံလေးပေါ့နော်အာဒီကောင်လေးကိုကိုချိုင်းနဲ့တက်ရအတူဒီမှာပုံစံလေးတွေအများကြီးပေးထားတယ်အဲ့ဒီကမှာကိုချိုင်းနဲ့တက်ရဘယ်လိုပုံစံမျိုးခြိုက်လဲပေါ့နော်ဒီမှာတစ်ချက်လာချာလို့ရတယ်ကိုတီမဟုတ်ပဲမဲ့တခြားသောအရာတစ်ခုကိုသွားရွေးရင်လည်းရတယ်မနော် ဒါကျွန်တော်ကတော့ဒီကောင်လေးကိုတစ်ချက်တော့ယူလိုက်ပါမယ်။ကောင်လေးကိုကြိုက်တယ်။ pizza ရဲ့ division လေးမှာသူ့ကိုနည်းနည်းတော့သိလိုက်ပါမယ်နော်။ sheet order ရေးနေပြီးတော့ division လေးမှာလာသိလိုက်ပါမယ်။ပြီးသူ့ကိုအယောင်ပြောင်းလိုက်ပါမယ်နော်။ကျွန်တော်ကဟိုကြိုက်တဲ့အယောင်ကျွန်တော်ကအဲ့ pure ကြိုက်တယ်။ဒီကောင်လေးကိုတစ်ချက်သွားလိုက်မယ်။ပြတဲ့အခါကြာလို့ရှိရင်ဒီဘက်မှာ tap ဆိုတဲ့နေရာကိုသွားမယ် heading ကောင်းစီလေးပေါ့နော်ပြတဲ့ရင် tu O R R A L Tutorials Radio ဖြစ်ရတယ်ကျွန်တော်မှတော့ဒီကောင်းလေးပေးယူလိုက်မယ်မိတ်ဆွေတို့မှကြာတော့ကိုယ်လုပ်ငန်းနဲ့သက်ဆိုင်တဲ့နာမည်လေးတွေတွားယူလို့ရပါတော့နော်ပြန်ဒီနေရာလေးမှာနောက်ထပ်တစ်ခုအနေနဲ့စာလေးကကြာတော့ကိုယ်နဲ့သက်ဆိုင်ရင်ဟာကိုရိုက်ရမှာဖြစ်ပါတယ်။အဲဆိုရင်ဒီကောင်လေးမှာကြာတော့ element ကိုချက်သွားလိုက်မယ်။ပြန်ဒီကောင်လေးကိုချက်ပေးလိုက်ပါမယ်နော်။ဒီဘက်ချက်လေးမှာကိုယူရှင်တဲ့ပုံစံလေးတွေအများကြီးကြာလာလိမ့်မယ်။အဲဒီကမှဘာပုံစံကြိုက်တာလဲမနော်။ဒီကောင်လေးမှာလေးရွေးစရာလေးတွေ အဲရှိတယ်ဒီခေါင်းလေးကိုမကျွန်တော်တို့ဒီပုံစံလေးကြိုက်တယ်ဆိုလို့ရှိရင်ဒီပုံစံလေးကိုရွေးပါပြီးရင်ဒီဘက်ခြမ်းလေးဒေါင်းလေးမှာသူ့ကိုနည်းနည်းတော့ဖြေးလိုက်မယ်ဖြေးကာလာလေးကိုကြာတော့ကိုကြိုက်နေတဲ့အားကာလာလေးရွေးဖို့အတွက်ဒီဘက်ခြမ်းလေးမှာကာလာလေးတွေပေးထားတယ်ဒီခေါင်းလေးဒီခြမ်းလေးလိုက်ရင်ဒီဘက်ခြမ်းလေးမှာကာလာလေးတွေကြာလာတယ်အဲဒီခါမှာကိုကြိုက်နေတဲ့အားကာလာလေးတွေကိုတာယူလို့ရပါတယ်ဟောတော့ ဒီအယောင်ဒီအယောင်လေးယူလိုက်မနော်ပြီးရင်သူ့ကိုပါလို့လိုက်မလဲဆိုရင် order key လို့ပြီးတော့လို့တလောက်လေးထပ်ဆွေးလိုက်ပါမနော်ပြီးတဲ့အခါကျရင်သူ့မှာဘာကိုသွားရှာမလဲဆိုတော့ဒီနေရာလေးမှာ element ဆိုတဲ့နေရာလေးမှာကိုကြိုင်းနေတဲ့ရာစီရဲ့ ll cost icon ဆိုတာလေးကိုတော့ phone icon လေးလိုက်ရှာလိုက်တာမနော်ဒီမှာရှာကြလေးတွေအများကြီးရှိတယ်အဲ့ဒီကမှဒီကောင်လေးကိုနည်းနည်းလောက်သိရှာလိုက် ဒီကောင်လေးတွေဆိုရင်လည်းအယောင်ပြောင်းလို့ရပါသေးတယ်နော်ပြီးတော့နောက်ထပ်တစ်ခုရှာမှာကျွန်တော်ကဒီတော့ဒီမီအိုင်ကွန်လေးလိုက်ချလိုက်မနော်ပြီးရင်ကိုကြိုင်နေတဲ့အဒီဖက်ချန်လေးမှာ CO ဆိုတာလေးကိုဒီမှာအများကြီးချလိုက်အဲ့ဒီကမှဒီကောင်လေးကိုရှေ့အော်ဒါနဲ့နှိပ်လိုက်ပါမယ် โอเคနောက်ထပ်တစ်ခုကကျွန်တော်လိုကေးရှင်းအိမ်ဝင်ရှားမှာနော် LOCA TRO လိုကေးရှင်းဒီဘက်ချလေးမှာကိုကြိုက်နေတဲ့ရလိုကေးရှင်းအိမ်ဝင်လေးကိုယူပါပြီးကျွန်တော်ကနေနည်းနည်းလောက်ပြလိုက်ပါနော်โอเคအဲဒီညနေလေးမှာစာရေးဖို့အတွက်ဆိုတော့ဒီဒီပုံစံလေးကိုသွားလိုက်မယ်ပြီးရင်ဒီမှာ အတက်ဆာစာပြဟတဲ့ဆိုတာလို့ရှင်းနေတယ်ဗျာ။ညာလေးမှာကိုယ့်ရဲ့ဖုန်းနံပါတ်လေးတွေရှင်းပါဦးနော်။ဒီဒီကောင်လေးကို order ဖြည့်လေးဖြည့်တော့အဆွေချလိုက်ပါမယ်နော်ကိုထည့်မဲ့ဒါ website link ဆိုလို့ရှိရင်ကိုကြိုက်တာထည့်ပါနော်ဒါကျွန်တော်မှကြာတော့ဒီကောင်လေးကို

အနာသာအနာကွက်လေးတွေထိရှင်တယ်ဆိုလို့ရှိရင်ဒီဘက်ချမ်းလေးမှာအနာကွက်လေးတွေရှိတယ်အဲဒီကောင်လေးမှာမအယောင်လေးတွေထပ်ဖြစ်လို့ရတယ်ကိုကြိုက်နေသက်တဲ့အယောင်လေးတွေကဒီဘက်ချမ်းလေးမှာအများကြီးရှိတယ်ဒီအယောင်လေးကွက်မလားဒီအယောင်လေးကွက်မလားတဲ့သူ့ကိုအဒီဘက်ကဒီကောင်လေးကိုသေးလိုက်မယ်ဆိုလို့ရှိရင် Okay ဒါဆိုရင်ဆမကြသွားပြီပေါ့နော် okay ဒီကောင်လေးမှာလည်းကျွန်တော်ကဒီကောင်လေးဒီမှာလည်းကျွန်တော်ဒီကောင်လေးဒီမှာလေးအနာကွက်လေးတွေထည့်လို့ရပါတယ်နော် ုချက်နေတဲ့အနာကွက်လေးတွေဒီဘက်ထိဆိုင်လေးကိုကြတော့ဒီဘက်ခြမ်းလေးမှလာချီလို့ရပါတယ်โอเคဒီကောင်လေးတွေမှာဆိုလဲအကုန်လုံးထိလိုက်ပြနော်တစ်ခုထိထားတယ်ဆိုလို့ရနောက်ထပ်တစ်ခုမှသွားမထိဘူးဆိုလို့ရကြီးရတာသိအရှင်မပြေဘူးအယောင်လေးတွေဆိုလဲဒီဘက်ခြမ်းလေးမှလာပြီးယူလိုက်ပါ okay ဒါဆိုရင်ဒီပါလေးကအခုလိုပုံစံမျိုးဖြစ်သွားမှာမဟုတ်လားတကယ်တော့ effect တွေပါတယ်လို့ချင်းဆိုတော့ဒီဘက်မှာ effect ဆိုတာသိရှိတယ်အဲဒီကမှာကိုဂျိုင်းနေသက်ရဒီ effect ဒီလို effect လေးတွေကိုကိုအောက်ကို create လုပ်လို့ရတာပေါ့နော်ဘယ်လိုမျိုး try မှာဒီဒီကလေးတွေကိုဘယ်လိုမျိုးလုပ်မှာလဲပေါ့နော်ဒီလိုလေးတွေအလုပ်လို့ရပါတယ်ပေါ့နော်ဒါဆိုရင်မြန်မာသားရေးချင်တယ်ဆိုလို့ရှိရင်ဒီဖက်ချန်လေးမှာမြန်မာသားလေးတွေရှိပါတယ်အများကြီးရှိတယ်မြန်မာသားဆိုလို့ရှိရင်မြန်မာသားတော်ရေးပါโอเคဒါဆိုရင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပြီနော် ပညာလေအခံပါမှာဗီဇန်ကလေးတွေမင်းကိုကိုကိုတိုင်းအာရပါတာလေးဖြန်ယူလို့ရတယ်ဆိုရင်နည်းလမ်းကိုဝင်ပြပြသွားတာပါအဲဆိုရင်နောက်ထပ်ဗီဒီယိုဖိုင်မှာဒီထက်ကောင်းတဲ့ tutorial လေးတွေကိုလေ့လာဖို့နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမှာနော်အားလုံးအဆင်ပြေကြပါစို့ခင်ဗျာ